တိုင်းရဲ့ပြောင်းမှုလို့ရွာတော်ဘုံပြုရင်းမောစီစဲဆွေကြာလောကမှာကတော့ပြည်ဟင်းသူကိုတွေ့လို့ရှိရင်အဲပပသားလေးအဲဦးသိန်းနိုင်မြည်ဆိုတာဟုတ် သုံးပုံပုံနှစ်ပုံလောက်ကတော့တော်တော်များများတိကျပြီပေါ့နော်အဲ့ဒီတော့အမကြည်နေပါတယ်ဘာလို့ဆိုတော့အမသားလေးကိုအမပေးစီရာဒီအမွေပဲရှိတယ်ဘာဖြစ်လို့ဆိုတော့အဲခလေးကအမှုပညာအမွေဆိုရတယ်သူ့ကိုအမပေးချင်တယ်ပေးလို့မရပစံအငွေကိုတိန်းရာနဲ့ထောင်းနေချီပြီးအငွေပေးလို့ရမယ်အမှုပညာအမွေရသူ့ရဲ့ပင်ကိုကိုကသူဝါဒနာပါမဖြစ်မှာအဲ့တော့မားကသူ့ကိုတစည်းဆောင်ကြည့်တယ်ငါသားပါဝါဒနာပါလဲအဲသူတက်တော့လဲဟောတယ်အဲဟုတ်ပြီဒါလေးတော့သူလုံနေကြာပြီပေါ့ဒီစေစုနှစ်ပိုင်း ုနောက်ပိုင်းကျတော့တချင်းစုံစုံအမေနဲ့သွားတယ်ပွဲတွေမိလာဆောင်ပွဲတွေပါနေသွားကြတယ်တခါတေးဥဆောင်ဗလေးလဲကြတော့သူကဝင်းချင်းပြန်ရောအဲသူကလေအနဲ့တားမင်းဒီလိုမျိုးရေလုံနေတော့တာလုံနိုင်ပါမလဲရေးရတဲ့တာလုံကြည့်ချင်းနေပေါ့အခုဒီကြားရတဲ့ငါငွေနေငါသမီးကိုငါကဲ့ပါစိတ်ကုပါ exclusively from Golden Valley. အဘိုးကြီးရနေမှာဘိုးကြီးရနေမှာတော့မသားပေါ့ချီရနေတယ်လို့လည်းမဟုတ်ပါဘူးအဲ့လိုလည်းမခံယူပါဘူးဟောဆိုဒီကအနုပညာကုန်ကြီးကမားတို့မှာဘယ်လိုရောမော့ဘယ်လိုမော့ကြည့်ရမလဲသိပေါ့နော်အမားတို့ဆိုရတာပြောမှဆိုရင်ဖေးမရှိတော့လဲဟာတနေ့သိနေတမီးတွေ့ ဆိုတော့ရွှေရည်လေးနဲ့မှနဲ့ပဲဒီလောကအမှုပညာလောကလည်းရောက်ကြတာဆိုတော့အခုကြတော့လေအမတို့ဒီတာသမီရှိကြပြီဟိုကလေးတွေဆိုတာအုပ်နဲ့တစားတစားမှနဲ့အမလည်းတာအုပ်လည်းတွဲပြီးတော့သွားတယ်တချင်းတွေပါဆိုရဲဆိုတော့အခုဆိုရှင်နဲ့တာတော့နည်းနည်းဒီကလောကမှာကတော့ပြည်ဟင်းသူတွေ့လို့ရှိရင်အဲပပတန်းဒီအဲဥသိမ့်နိုင်မြီးဆိုတာဟို သုံးပုံပုံနှစ်ပုံလောက်ကတော့တော်တော်များများတိကျပြီပေါ့နော်အဲ့ဒီတော့အမကြည်နေပါတယ်ဘာလို့ဆိုတော့အမသားလေးကိုအမပေးစရာဒီအမွေပဲရှိတယ်ဘာဖြစ်လို့ဆိုတော့အဲခလေးကအမှုပညာအမွေဆိုတော့သူ့ကိုအမပေးချင်တယ်ပေးလို့မရပစံအငွေကိုတိန်ရာနဲ့ထောင်းနေချီပြီးအငွေပေးလို့ရမယ်အမှုပညာအမွေရသူ့ရဲ့ပင်ကိုကိုကသူဝါဒနာပါမဖြစ်မှာအဲ့တော့မားကသူ့ကိုတစည်းဆောင်ကြည့်တယ်ငါသားပါဝါဒနာပါလဲအဲသူတက်တော့လဲဟောတယ်အဲဟုတ်ပြီဒါလေးတော့သူလုံနေကြာပြီပေါ့ဒီ70မိနစ်ပိုင်း ခုနောက်ပိုင်းကျတော့တချင်းစုံစုံအမေနဲ့သွားတယ်ပွဲတွေမိလာဆောင်ပွဲတွေပါနေသွားကြတယ်တခါတေးဥဆောင်ဗလေးလဲကြတော့သူကဝင်းချင်းပြန်ရောအဲသူကလေအနဲ့တာမင်းဒီလိုမျိုးရေလုံနေတော့တာလုံနိုင်ပါမလဲရေးရတဲ့တာလုံကြည့်ခြင်းနဲ့ပေါ့အခုဒီရတာလေငါငွေတွေနဲ့ဘာသမီးကိုငါကဲမှာစိတ်ကုမှာအဲသူကလုံကြည့်ခြင်းနဲ့ဆိုတာကသူ့ကိုသူသူကချစ်ကိုဖြစ်ရမယ်အဲသူကအဲ့ဒီအဲ့ဒီခံယူချက်တွေရှိရယ်သူကကဲအဲ့တော့မအေးတယောက်နေနေကြတော့ သူလုံမယ်လုံမယ်ဆိုတဲ့ကိစ္စတခုကိုအန်ဒီကမိကွန်းလုံနေပါနဲ့ဖြစ်မှာလည်းမဟုတ်ဘူးဆိုရင်ဒါအန်ဒီဖောင်းသွားပြီပေါ့နော်။ဒါဆိုတော့ကိုကိုတိုင်းကလည်းသာသမီလုံမယ်အလုပ်ကိုမပန်ပိုးပေးနိုင်ပဲနဲ့သူလုံတဲ့ကိစ္စကိုလေကိုကရှေ့ရနေပြီးတော့အဲ့လိုမျိုးကြီးပြောလိုက်တယ်ဆိုရင်ဒါကို့အတွက်ကမကောင်းတော့ဟောကဲသားဒါလုံနိုင်မချင်းလုံပါဒါပေမဲ့ဘာပဲလုံလို့ตาလေးဘာပဲလုံလို့အရှိမသားရဲ့ဖိုးကြီးရှိတယ်ဒါကတော့အမေတို့ဖိုးကြီးရဲ့ အမှုပညာကိုမေးလို့ကြောက်မှုလို့ပျက်စီးတာမျိုးကိုမေးလို့ဖြစ်ဖြစ်လို့မရအောင်အဲဒီအတွက်ကိုမအားလို့အများကြီးထိမ့်သိမ့်ရပါဖြစ်တိုင်းပြန်မဝလို့ရွာတော်ဘုံပြိုးရင်းနေဟုတ်တယ်တမီးအဲ့ဒါတယူဆောင်ကအဲ့ဒါ तू ကငငယ်တုန်းက तू က န်ဒီကတော့တတိမထားမိဘူးပေါ့။ तू ကမလေးဖခင်လေးအန်ဒီတို့စမ်းကြောင်းဒီကျွန်းတော်လန်းကဟိုဖခင်ပွဲသေးဆိုရင်အရင်တော့မတ်တီတာဝင်းဆိုတဲ့ဟိုဓာတ်ပုံဆိုင်ကဘယင်ဝိစုံနေနန်းဝိစုံနေအဲအဲ့လိုပေါ့ကတော်ဝိစုံကြီးပါနေကလေးလေးတို့လောက်တာ तू ကအဲ့တုန်းကတည်းက तू ကပုံစံမျိုးစုံနဲ့ तू ကရိုက်တာအင်ဂျင်နီယာပုံဝိစုံနဲ့လည်းရိုက်တယ်နောက်ပြီးတော့အဲမင်းမင်းမင်းကတော်ဆိုတော့ तू ကအဲ့ပုံနဲ့ရိုက်တယ် အဲနောက်ပြီးတော့၄မောင်ဆိုတော့အမျိုးမျိုးရိုက်ခဲ့တာသူ့ကိုအဲ့အသေးဥစ္စာကိုဝါသနာပါမယ်လို့အန်ဒီမထင်ခဲ့ဘူးပေါ့နော်အခုကျတော့ तू ကဒါလေးကိုပါ तू ကလှုပ်ချင်လို့ဆိုတော့နောက်ယူမင်းကတိမင်းကတိကိုမေးတိတော့ဒါဟုတ်ကောင်းကလည်းမသိပါဘူးပေါ့နော်ဒါအနတာမင်းသေးဥစ္စာနဲ့ဆိုတော့လွယ်တာမဟုတ်ဘူးနော်ငါသားမင်းပေးမန်းတယ်ရှိလားဘာလို့ဆိုတော့အမဒီဟိုကိုဒီငငယ်လေးကလည်းဖေဖေနဲ့လက်ပုံးတိတိအမြဲနေခဲ့တယ်ဟို ရုပ်ရှင်တစ်ခစ်ပြီးပြန်တော့ဗီဒီယိုတစ်ခစ်မှလည်းဖေဖေအမလက်ဆွဲပြီးတော့ဒီအာရီသွားသွားနေတာဆိုတော့ကို့အဖေပြင်မန်းနေဖေဖေကပြောတယ်ရောက်အမားတို့ကလှုပ်ရှင်နေအမှုပညာလှုပ်ရှင်ဖေဖေကတမီးရဲ့အမှုပညာမလှုပ်ပါနဲ့ပြင်မန်းနေဖေဖေကလက်မခံခဲ့ဘူးအခုတော့လေ तू လုံနိုင်နေဆိုတော့လုံပေါ့ဒါအဖိုးရဲ့ပိုးကတော့အပြည့်ပဲအဲအဖိုးရဲ့ပိုးကတော့အပြည့်ပဲပြောရမလားအေးအေးအဲ့လိုအဲ့လိုဖြစ်နေအဲ့ဒါတချင်းဆိုတဲ့နေရာမှာလေ तू ကအာ ဇွဲကြည့်ရယ်တချင်းတစ်ပုတ်ကိုသူ့အခုအခုဇိုးရမယ်ဆိုရင်အဲ့တချင်းတစ်ပုတ်ကိုသူ့ဟာနဲ့သူသူကြက်တာမိုင်းမိုင်းရိတ်မောင်းစောနောင်လေးပြူမလေးလာမိုးရင်ဆိုခုမေအမမောင်းဖားလေးတဲ့အင်းသူ့ဘွေတန်းနာကြောင်လိုက် သူ့ဘိုးတချင်မဟုတ်ပေမဲ့လို့တခြားအစိုးရကြီးဦးမောင်ကြီးတို့ပါဟိုအန်ဒီခင်ညူကြီးအမေမမကြီးတို့တချင်တွေမိမဆိုလို့လက်ကလေးဆိုလိုက်ပါသူမသိဘူးဒီတချင်ကို तू ဆိုလို့ဆိုချင်းပြီဆိုရင်အဲရေချိုးကန်းဝင်ပြီးတော့ကျင့်တော့တာပဲအဲရေချိုးပြီဆိုရင်အဲတချင်တပုတ်တက်တာနဲ့အန်ဒီကတိလိုက်ပြီငါသားတော့ဒီတချင်ကျက်နေပြီ तू ဒါဘယ်ပွဲမှာတော့ဆွဲတော့မလို့မသိဘူးသင်တဲ့အတိုင်းနဲ့ तू ကျုံတဲ့ပွဲမှာကစ်ကစ်တာလေ